ားပါရှင်။ MCA သတင်းဌာနရဲ့နေ့စဉ်ရုပ်သံစီစဉ်ကကြိုဆိုပါရစေ။ဒီကနေ့မြန်မာတက်ကြေ1398ခုနှစ်ပြည်သူလားပြည်ကျော်6ရက်ခရစ်နှစ်2018ခုနှစ်ဇန်နဝါရီလ18ရက်ဗုဒ္ဓဟူးနေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့မှာရှုစားကြရမယ့်သတင်းတွေမှာဆိုရင်တော့မြန်မာနိုင်ငံရခိုင်ပြည်နယ်ရေးကိုဖူလာသမကကနေဂျာဝင်ပေးဖို့ OIC ကတိုက်တွန်းလိုက်တဲ့သတင်း မောင်နှောရီသားကရဲတပ်ဖွဲ့ဝင်တွေကိုလေ့ကျင့်သင်ကြားပေးလို့ကြောင်းအင်ဒိုနီးရှားနိုင်ငံကကမ်းလှမ်းခဲ့တဲ့အကြောင်းနိုင်ဂျီးရီးယားနိုင်ငံမှာလေကြောင်းမာရွင်တိုက်ခိုက်မှုကြောင့်အရက်သားတွေသေဆုံးခဲ့တဲ့တဲ့င်ဆားတဲ့တဲ့င်းနေနဲ့အတူတခြားထူးခြားတဲ့ပြည်ရင်းပြည်ပါကတဲ့င်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးအနေနဲ့ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးကုလသမဂ္ဂအနေနဲ့ကြားဝင်ဆောင်ရွက်ပေးတဲ့နယ်လို့ ။အစ္စလာမ်ရဲ့ဘူပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်ကတောင်းဆိုလိုက်ပါတယ်။ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးမလေးရှားနိုင်ငံက OIC အဖွဲ့ကိုအစည်းအဝေးလုပ်ဖို့တိုက်တွန်းထားတဲ့ဇန်နဝါရီလ19ရက်နေ့မတိုင်ခင်တရက်လိုမှာမြန်မာနိုင်ငံဆိုင်ရာ OIC အထူးတန်တမန်ဆီရာဟာမစ္စအေဗာကအခုလိုပြောကြားခဲ့တာပါ။ OIC အဖွဲ့ဟာကမ္ဘာတစ်ဝှမ်းမှာရှိတဲ့မွတ်စလင်နိုင်ငံ58နိုင်ငံနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ရခိုင်ပြည်နယ်ရေးမှာကုလသမဂ္ဂအနေနဲ့ဂျာဝင်ဆောင်ရွက်ပေးဖို့ကို OIC လိုပဲ အစ္စလာမစ်ရီနေဆန်တပ်ပေါင်းစုတပ်ဖွဲ့တွေကလည်းတိုက်တွန်းလိုက်ပါတယ်ရှင်။မြန်မာနိုင်ငံမောင်တော်ဒေသမှာတာဝန်ထမ်းဆောင်နေတဲ့မြန်မာရဲတပ်ဖွဲ့ဝင်တွေကိုလေ့ကျင့်သင်ကြားပေးမယ်လို့အင်ဒိုနီးရှားနိုင်ငံကကန့်လန့်လိုက်ပါတယ်။ဒီသတင်းကိုတော့ MCN သတင်းတော်တင်စားကတင်ဆက်ပေးထားပါတယ်ရှင်။ရခိုင်ပြည်နယ်မှာတာဝန်ထမ်းဆောင်နေတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုလေ့ကျင့်သင်ကြားပေးဖို့အစီအစဉ်တစ်ရက်ကိုအင်ဒိုနီးရှားနိုင်ငံဂျာယီဝန်ကြီးဌာနကဇန်နဝါရီလ18ရက်နေ့မှာကမ်းလှမ်းလိုက်ပါတယ်။ ဇန်နဝါရီလ19ရက်နေ့မှာလုံမဲအစ္စလာမစ်ပူပေါင်းဆောင်ရည်ရေးအဖွဲ့ OIC အစည်းအဝေးနဲ့ပတ်သက်တဲ့တိုတင်သတင်းစာရှင်းလင်းပွဲမှာအဲ့ဒီလိုပြောကြားခဲ့တာပါအင်ဒိုနီးရှားနိုင်ငံသားရဲ့ဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူအာမန်တာနာစီရာကဇန်နဝါရီလ19ရက်နေ့မှာလုပ်တဲ့ OIC အစည်းအဝေးမှာရခိုင်ပြည်နယ်အတွင်းကပြည်ပခါတွေဖြစ်ရှင်းမှုရည်ရွယ်ထားတဲ့အစီအစဉ်တွေတင်ပြသွားခဲ့တာဖြစ်ပါတယ် OIC အနေနဲ့မြန်မာအစိုးရရဲ့ရခိုင်ပြည်နယ်အတွင်းရင်းရဲတဲ့ဖြေတစ်ခုထွက်ပေါ်လာဖို့လှုပ်ဆောင်မှုတွေကိုအပြူသဘောဆောင်တဲ့အကူအညီတွေပေးဖို့အင်ဒိုနီးရှားကအစည်းအဝေးမှာကနဦးတိုက်တွန်းသွားမှာဖြစ်ပါတယ်အင်ဒိုနီးရှားအနေနဲ့ရခိုင်ပြည်နယ်အတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီသာမကပညာရေးကျန်းမာရေးနဲ့အခြားဦးစားပေးကိစ္စရပ်တွေကိုလည်းကူညီထောက်ပံ့သွားဖို့ရည်ရွယ်ထားတယ်လို့လည်းနာစီယာကပြောပါရယ်ကျွန်တော်တို့ပေးခြင်းနဲ့နောက်အကူအညီတစ်ခုကတော့မြန်မာနိုင်ငံရဲ့တပ်ဖွဲ့ဝင်တွေကို ကိုရီကိုတွေးလေ့ကျင့်တဲ့သင်တန်းတွေပေးဖို့ရှိပါတယ်။လူခွင့်ရေးကိုချင်းချင်းထက်တွက်ပြီးနိုင်ငံသားတွေကိုဘလို့ထိမ့်သိမ့်ညှိနှိုင်းရမလဲဆိုတဲ့အပေါ်ရဲတပ်ဖွဲ့ကိုပညာပေးဖို့ကိစ္စအရေးကြီးဆုံးကိစ္စတွေကတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလွန်ခဲ့တဲ့၄နှစ်နီးပါးလောက်ကပြည်ပခါတွေစတင်ဖြစ်ပွားချိန်ကလေးကဘင်္ဂါလီဒုက္ခသည်တွေဟာအင်ဒိုနီးရှားမှာခိုလုံလာကြပါတယ်။2015ခုနှစ်ကစီးရင်နေအရာအင်ဒိုနီးရှားမလေးရှားနဲ့ထိုင်းနိုင်ငံတွေမှာခိုလုံခွင့်ပယ်ချခံရတဲ့ဒုက္ခသည်တွေဟာလည်း၃000ကျော်ရှိနေပါတယ်ခင်ဗျာ။ 65ကြိမ်မြောက်ကြရပြည်နယ်နေကိုဇန်နဝါရီလ15ရက်နေ့ကနေစတင်ပြီးကြရပြည်နယ်လွန်ကောမြို့မှာကျင်းပပြုလို့လျက်ရှိပါတယ်။ဒီသတင်းကို MCN သတင်းတောက်အောင်ကျော်မိုးကသတင်းပေးပို့ထားပါတယ်ရှင်။1950ခုနှစ်ကကရင်ပြည်နယ်ဆိုတဲ့အမည်ကိုကယားပြည်နယ်ဆိုပြီးသတ်မှတ်ဖို့ကရင်ပြည်နယ်အမတ်ဦးစိန်ကအစိုးတင်သွင်းခဲ့ပြီး1952ခုနှစ်မှာကယားပြည်နယ်အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်ပထမဆုံးကယားပြည်နယ်နေအခမ်းအနားကို1952ခုနှစ်ဇန်နဝါရီလ15ရက်နေ့မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီးအခုဆိုရင်65ကြိမ်ပြည့်မြောက်ခဲ့တာပါအဲကင်အားဒီတိုင်းရင်းသားတွေမှာပေါ့နော်စိတ်ဝင်စားဖွယ်ကောင်းတဲ့ပထောင်လူမျိုးပေါ့နော်တိုင်းရင်းသားမျိုးနွယ်စုတွေရှိတယ်။နောက်ဒီကရားတွေရဲ့ရင်ကျေးမှုတွေဒေလီထုံးစံတွေကလည်းစိတ်ဝင်စားစရာကောင်းတယ်။နောက်ချစ်စပွဲလည်းရှိတယ်။နောက်ရင်ကျေးမှုတွေကိုလည်းကရားရဲ့ရိုးရာရင်ကျေးမှုတွေကိုလည်းသူတို့ကထိမ့်သိမ်းထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒီကရားပြည်နယ်နေ့ ဒီလေဒီပွဲတော်လဲလာပြီးတော့မြန်မာပြည်အနှံ့အနှံ့ကလေးလာပြီးတော့လာပြီးတော့ဝင်ရောက်ဆင်နွှဲဖို့ကျွန်မဖိတ်ခေါ်ပါတယ်ပြပြနေနေမှာတိုင်းရင်းသားရိုးရအဝေးအထက်အုံဆောင်ပြကန်းတွေနဲ့ဒေသထွက်တင်ရန်စတာပစ္စည်းတွေအပါအဝင်အခြားပြကန်းပေါင်းများစွာကိုလည်းပြသထားပါတယ်။ပြက်ခါနဲ့ပတ်သက်လာကြောင်းဒီကယန်းလူမျိုးမှာဟိုဝုဇဆိုင်မှုတို့လက်မှုပညာတို့ပါတွေရှိတဲ့အကြောင်းတွေပေါ့နော်။တီအောင်ပေါ်လွင်လာအောင်အဲ့ဒါ အဓိကတရားကိုရည်ရွယ်ပြီးတော့မှကျွန်တော်ပြရတဲ့အချက်ဖြစ်ပါတယ်။ဟုတ်ကဲ့ကံပီသူလူထုအတွက်လည်းဖြစ်တယ်။ကံလူပီသူလူအတွက်ဆိုအဓိကကံအမျိုးသားနေ့မှာရှိတယ်။အဲ့ဒါလည်းပြတယ်ကျွန်တော်ပြလည်းရောင်းတယ်။ပြီးမှဒီဒီကရားဒီမှာကျွန်တော်တခြားတိုင်းသားရောတခြားလူကြီးဟောတခြားနိုင်ငံရောသိအောင်ပေါ့နော်။အဲ့လိုမျိုးပြတာဖြစ်ပါတယ်။တရားပြည်နယ်နေအခမ်းအနားကိုဇန်နဝါရီလ15ရက်နေ့ကနေစတင်ပြီးဇန်နဝါရီလကုန်အထိနေဆင်ကျင်းပခဲ့ပြီးရိုးရာဝဲအထက်အုံဆောင်တွေဒီသားထွက်ကုန်ရောင်းချတာတွေဖြော်ပြပြီးအစီအစဉ်တွေနဲ့ကျင်းပနေတာပဲဖြစ်ပါတယ်ခင်ဗျာ ။ WBS ရင်လိုက်မှာအသုံးပြုမယ်။ငွေပေးချေတဲ့ကက်စနစ်ကိုဘတ်စုံ၃နိုင်အောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားလိုက်ပါတယ်။ WBS ရင်လိုက်ပြေးဆွဲတဲ့ဒုတိယမြောက်နေ့ဇန်နဝါရီလ18ရက်နေ့မှာတခင်မြပန်းချံကနေစုလေဖျားအနီးနဲ့မျိုးရင်းကိုပြေးဆွဲနေတယ်။ WBS ရင်လိုက်ပတ်စည်းခဲ့ချိန်မှာဦးဖြိုးမင်းသိန်းကမီဒီယာတွေကိုအခုလိုပြောကြားခဲ့တာပါ။ခီးတဲ့ပို့ဆောင်ရေးဘတ်ကမြို့ပတ်ရထားရေချောင်းတက်စီလက်မှတ်တွေဝယ်ယူတာတွေအပြင်အသေးစားဝယ်ယူမှုတွေပါလုံဆောင်နိုင်မဲ့ကက်စနစ်ကို ်လာမယ့်3လအတွင်းအကောင့်ထဲပေါ်သွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြောကြားခဲ့တာဖြစ်ပါတယ်။မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းမှုညီနိုင်ရေးကော်မတီမထတာကိုဇန်နဝါရီလ15ရက်နေ့မှာဖြတ်သိမ်းခဲ့တာဖြစ်ပြီးဇန်နဝါရီလ16ရက်နေ့ကစလို့ YBS ရင်လိုင်း58လိုင်းစတင်ပြီးဆွဲခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ခီးသွားတွေရဲ့လိုအပ်ချက်ကြောင့်ရင်လိုင်း80အထိတိုးချဲ့ပြီးဆွဲလျက်ရှိပါတယ်ရှင်။ AI ရန်ဒေတာကြီးပသိမ်းမြို့မှာ 20ရာစုပင်လုံးအကျိုးလူမှုညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်ဒီသတင်းကို MCM သတင်းသတင်းတော်ရဲသွေးနေကရိုက်ကူးထားပြီးနေမင်းခါကတင်ဆက်ပေးထားပါတယ်ရှင် EOI တိုင်းဒေသကြီးပတိန်မြို့မှာမြန်မာနိုင်ငံလုံးဆိုင်ရာဒီမိုကရက်တစ်တပ်ဦးကဦးဆောင်ပြီးတော့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ21ရာစုပင်လုံးအကျိုးလူမှုညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်အဲ့ဒီဆွေးနွေးပွဲကိုဇန်နဝါရီလ16ရက်နေ့ကပတ်တိန်ဟိုတယ်မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးတော့အရက်ဖတ်လူမှုအဖွဲ့အစည်းပေါင်း30ကျော်တက်ရောက်ခဲ့ပါတယ် ရက်ဖက်ဖွဲ့စည်းများရဲ့အခမ်းအနားရေးပါဖို့လိုပါတယ်။ဘာဖြစ်လို့လဲလို့ဆိုတော့မူဝါဒရေးဆွဲတဲ့နေရာတွေဥပဒေပြုတဲ့နေဥပဒေတွေနည်းဥပဒေတွေပြဋ္ဌာန်းတဲ့အခါမျိုးတွေရန်နေရာတွေလုံထုံလုံနည်းတွေကိုကျွန်တော်တို့ချမှတ်တဲ့အခါမှာရက်ဖက်ဖွဲ့စည်းများနဲ့ပြည်သူများကနေပြီးတော့ပါဝင်ဆွေးနွေးပြီးတော့ဟောပါဝင်ဆွေးနွေးပိုင်ခွင့်နေကျွန်တော်တို့အများကြီးလိုပါတယ်။အဲ့ဒါမှသာလေစစ်မှန်တဲ့ကျွန်တော်တို့ငြိမ်းချမ်းတဲ့ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံကြီးတည်ဆောက်နိုင်မယ်လို့ကျွန်တော်တို့ယူကြည် တယ်။ AR တိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းမှာလည်းအမျိုးသားအဆင့်ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ခဲ့ပြီးဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပြည်တွင်းစစ်ဖြစ်ပွားနေတာနှစ်ပေါင်း60ကျော်ရှိနေပြီးတော့အဲ့ဒီစစ်ပွဲတွေဖြစ်ပေါ်နေရတာနိုင်ငံရေးပြဿနာဖြစ်တယ်လို့ပြောပါတယ်။ကျွန်တော်ရှိမှာကျွန်တော်တို့ကဒီကျွန်တော်တိုင်းလူကရှိနေတဲ့ကျွန်တော်နဲ့69နှစ်တာရှိနေတဲ့69နှစ်ရှိခဲ့တဲ့ဒီလေးစီကြီးညံ့ညံ့ဘုတ်တက်ဆိုရင်ကျွန်တော်နိုင်ငံတော်တော်လေးဖြစ်ရှိနေတယ်ပေါ့ ဒီနေ့ကျွန်တော်တို့တန်းမြေပြည်ရင်းစစ်ရဲ့ပြဿနာနဲ့နိုင်ငံပြဿနာကိုကျွန်တော်တို့ဖတ်ထားပါတယ်။ဒါကြောင့်ကျွန်တော်နိုင်ငံပြဿနာတွေကိုဒီနေ့နဲ့ပြင်ဆင်ကြအောင်လို့ဖြည့်ရှင်တဲ့ကောင်ကကျွန်တော်ဆွေးနွေးမှုကကျွန်တော်တို့အကောင်းဆုံးပါ။ဒါဆိုကြကျွန်တော်နည်းနည်းပတ်ပေါ်တော့ကျွန်တော်အခြေခံလည်းမရှိပါဘူးဆိုတော့ဒီနည်းနဲ့ပဲကျွန်တော်တိုင်းပြီးသွားလို့ရအောင်လို့ကျွန်တော်ကျွန်တော်တို့လက်ခံထားပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ဖွဲ့စည်းရဟလာအဖွဲ့စည်းစတဲ့ဖွဲ့စည်းကဲကြင်ရည်စာပြီးဒီနေ့တက်ကျွန်တော်တို့ကကျွန်တော်တို့တိုင်းမှာဖြစ်ခဲ့တဲ့နိုင်ငံရေးပြဿနာတွေကိုနိုင်ငံနည်းနဲ့ဖြေရှင်းဖို့ကျွန်တော်ဆက်နေကြပါတယ်။ ော့ဒီ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 နေ့ဒီချိန်ကလာမှာဒီလိုဒီအင်းကိုရရရရောက်တော့ဒီလိုဆွေးနွေးပွဲတွေကျွန်တော်လိုက်လို့ချင်ဖြစ်ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာငင်းချိုင်းနဲ့ပတ်သက်ပြီးအရက်ဖတ်လူမှုဖွဲ့စည်းတွေရဲ့ကန်းကန္တာတွေအရေးပါကြောင်းနဲ့အရက်ဖတ်ဖွဲ့စည်းတွေရဲ့ပြည်သူတွေပါဝင်နိုင်မှုကငင်းချိုင်းလုပ်ငန်းစဉ်အတွက်အရေးကြီးကြောင်းစတဲ့အချက်တွေကိုဆွေးနွေးပြောကြားခဲ့ပါတယ်ခင်ဗျာ။ဒီဆွေးနွေးပွဲမင်းလိုက်နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းကဒုက္ခသည်စခန်းတစ်ခုကိုအစိုးရစစ်တပ်ကဇန်နဝါရီလ18ရက်နေ့မှာလေကြောင်းကနေမှာယွန်းတိုက်ခိုက်မိခဲ့တဲ့အတွက် အနည်းဆုံးဒုက္ခသည်90သေဆုံးခဲ့ပါတယ်။ဇန်နဝါရီလ18ရက်နေ့ကအစိုးရစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်သူတွေမှာရွံတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့လိုမှာရွံတိုက်ခိုက်မှုကြောင့်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့လူ90နီးပါးသေဆုံးခဲ့တာဖြစ်ပြီး120ကျော်ဒဏ်ရာရရှိခဲ့တာလို့နယ်စည်းမခြားဆရာဝန်များအဖွဲ့ကပြောကြားခဲ့ပါတယ်။အဲ့ဒီသေဆုံးသူတွေထဲမှာဒုက္ခသည်စခန်းကိုကူညီပေးနေတဲ့ချက်ချင်းနေ73ဦးနဲ့ကလေးငယ်တွေပါပါဝင်နေခဲ့တာဖြစ်ပါတယ်။အစိုးရစစ်တပ်ဟာအစိုးရအစ္စလာမစ်လက်နက်ကိုင်အဖွဲ့အစည်း ဘိုကိုဟာရန်အဖွဲ့ကိုရည်ရွယ်ပြီးပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပေမဲ့အခုလိုဒုက္ခသည်စခန်းကိုထိမှန်ခဲ့တာပါဒီအဖြစ်ဆိုးမှာတည်ဆုံးခဲ့သူတွေအတွက်စိတ်မကောင်းဖြစ်ကြောင်းနိုင်ဂျီးရီးယားနိုင်ငံသမ္မတကဝန်ထဲချောင်းတော်လာပေးပို့ခဲ့တာပဲဖြစ်ပါတယ်ရှင် MCN သတင်းဌာနကနေညနေ6နာရီအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းတခြားထူးခြားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားအောင်ပါ။ MCN သတင်းဌာနကထုတ်လွှင့်တဲ့နေ့စဉ်ရုပ်သံအစီအစဉ်တွေကို www.mcntv.news နဲ့ Facebook လူမှုကွန်ရက်ဆာမျက်နှာပေါ်မှာဆိုရင်တော့ MCN TV News အမီနဲ့ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနကထုတ်လွှင့်တဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ကျွန်မကတော့အစီအစဉ်တင်ဆက်သူတသက်ဦးပါရှင်။